စစ်အုပ်စုအပါဝင်တရုတ်မြန်မာနယ်စပ်နဲ့ထိုင်းမြန်မာနယ်စပ်တခြားတွင်မှခြေပြုတ်လှုပ်ရှားနေကြတဲ့တိုင်းရင်သားလက်နက်ကိုင်ဖွဲ့စည်းတွေဟာအွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်လုပ်ငန်းတွေကိုအသေးအတန်ဖန်စီပြနေကြရပါတယ်။ကြားဖြတ်နိုင်နေရေးမှာကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နဲ့အမေရိကန်တို့ဟာလည်းအပြိုင်ဆိုင်ဖြစ်လာကြပါတယ်။ဒါကြောင့်တရုတ်အမေရိကန်အားပြိုင်မှုဟာဂျာမန်ရဲ့ကြားဖြတ်လုပ်ငန်းတွေကိုဖန်စီနိုင်နေတယ်လို့ပူမှုကြီးခွန်အောက်ကာကပြောပါတယ်။ ဒါပြန်ကကဘာပြဿနာဖြစ်လာတယ်။တရုတ်ကတော့မူလဆရာပေါ့။တော်တော်တရုတ်ကကိုကိုကိုလုံးကိုမနိုင်တော့ပြန်ပိနေချိန်မှာအမေကန်ကလည်းကြာပြန့်နေနေတာကိုအကြောင်းပြုပြီးတော့တရုတ်ဩဇာဆောင်မှကြောက်တော့ဒီပလည်းဝင်လာပြီးတော့ကြာပြန့်ကိုသူလည်းနိုင်နေမယ်ဆိုပြီးတော့ကြာပြန့်နေနေရင်းမှာအပြန်ဆန်ဖြစ်လာတဲ့ခါကျတော့ဒီနှစ်ဖက်အင်အားကြီးနှစ်ခုကြားမှာကြောက်တဲ့ခါညမှာကြောက်တဲ့ခါကျတော့လူတိုင်းကကျွန်တော်လည်းနိုင်နေပါတယ်ဆိုထောက်အော်ကြတာပါ။ ထိုင်းဝင်းကျောလည်းကြပြန့်ဆစ်စင်ရေးလုပ်မယ်ဒီကီဘီတို့ကျွန်တော်တို့ပီဂျီအက်တို့ဘာတို့အားလုံးကလည်းကြပြန့်နေနေကျွန်တော်လည်းလုပ်ပါတယ်အခု KNLA ဘော့စကင်ယူလောက်ခံတာကလည်းကျွန်တော်လုပ်ပါတယ်သူတို့တေယုတ်အလူကြားလုပ်တဲ့လူနဲ့အမေကလူကြားလုပ်တဲ့လူနှစ်ဖက်ရှိသွားတာဟုတ်ဆရာဒါတရုတ်မြန်မာနယ်စပ်တခြားမှာရှိတဲ့ကြားဖြတ်နိုင်နေရေးကောင်းစင်နဲ့တရုတ်ရဲ့မိစိန်ပြမှုနဲ့အတူညီနောင်မဟာမိတ်တောင်းဖွဲ့က တစ်သူမြနှစ်ခွန်စစ်စင်ရေးကိုဖော်ဆောင်ခဲ့ပြီးကြားဖြတ်တွေတာမကစစ်အုပ်စုထိန်းချုပ်ထားတဲ့မြို့အများပြားတည်ယူခဲ့တာကြောင့်မြမနိုင်ငံရေးပေါ်များစွာတက်ရောက်မှုတွေရှိခဲ့ပါတယ်။ကရင်ပြည်နယ်မြမတီမြို့နယ်မဲသောတလီနေပြည်မှာတည်ရှိနေတဲ့ KK ပကြားဖြတ်ဝင်းသွင်းရှိ အဆောက်ဦးတရားကျော်ကိုကရင်မျိုးသားစီယုံခဲယူနဲ့ဆစ်ဆက်နေတယ်လို့စီအုပ်စုကဆွဆွဲပြောဆိုပြီးဖြိုချဖျက်ဆီးလိုက်တဲ့အကြောင်းသတင်းထောက်ပြန်ခဲ့ပါတယ်။ငွေကြေးအကျိုးအမြတ်များပြားရရှိနေတဲ့ online ငွေလိုင်းကိုင်းကြားဖြတ်လုပ်ငန်းတွေထဲစီအုပ်စုလည်းပါဝင်ပတ်သက်နေပြီးအခုလိုမျိုးကြားဖြတ်တွေကိုဖန်စီပြိုင်နေခြင်းကနိုင်ငံတချို့ရဲ့ရည်ယူမှုကိုရှောင်လွှဲလို့တဲ့လှုပ်ဆောင်ချက်တွေဖြစ်တယ်လို့လည်းတောင်းတပြောဆိုနေကြတာရှိပါတယ်။စီအုပ်စုဟာ ကြားဖြာလုပ်ငန်းရဲ့အတိတ်ကရေးပါသူတွေကိုတိတ်တဆိတ်ခေါ်ထုတ်ပြီးရေးမပါသူများတာဖန်စီပြနေတယ်လို့မြမနိုင်ငံရေးလာတုံတတ်သူတို့ကပြောပါတယ်သူကကြာချင်းနေတယ်ကြာလေ။နောက်ဆုံးမတက်တာကတော့ဘူးတဲ့။သူရှင်းနေရတာ။သူရှင်းနေပါတယ်သူကကြောင်းတင်းနေထုတ်ရတာ။အမှန်ကန်ရှင်းလင်းပြီးသူမျိုးဖြစ်သွားလို့ကြာပြန်ကတော့မနည်းရတော့စီကားစီတင်းနေပါဖြစ်သွားတာလို့ဆိုပြီးအဲ့လိုလူတွေအားအော်လာအောင်သူကအချင်းသွားပါလေ။ ဲ့လိုမဟုတ်ပဲねတကယ်ရေးမပါတယ်သူတို့ရင်းကြည့်နေရတော့ပြင်းပြီးတော့ပြုတ်တယ်တကယ်ရေးပါတယ်သူတွေထုတ်သွားတယ်အော်ဆရာမပြီးရတယ်ပြင်းမပါတာအမြင်ရတာတောက်ဆင်းလာကြည့်တယ်ဟုတ်လားဆိုတော့ရှိမှလည်းဒီကောကပုံစံကြရအောင်ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ကြပြလုပ်ငန်းနဲ့ပတ်သက်ပြီးဒီမိုကရေစီကျူးပြုတ်ကင်တက်မတော် TKPA နဲ့ထိတ်တန့်ကောင်းဆောင်များကိုအမေရိကန်ဘန်တာရေးဝန်ကြီးဌာနရဲ့ ိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OSAC ကတန်ခတ်ပိတ်ဆို့ရေးယူလိုက်တယ်လို့နိုဝင်ဘာ12ရက်နေ့ကကြေညာခဲ့ပါတယ်။အာဏာသိမ်းစစ်အုပ်စုလိုပဲ TKBA, KNH စုတ်တပ် PGF တို့ကလည်း online ငွေလိုင်းကိုင်းကြားဖြတ်လုပ်ငန်းတွေကိုဖမ်းအစီပြခဲ့ကြပါတယ်။တရုတ်နဲ့အမေရိကန်တို့ကြားဖြတ်ရေးအပြိုင်မှုဟာစစ်အုပ်စုရဲ့ဝင်ငွေရလန်းကိုမြှစွာတိခိုက်နိုင်တယ်လို့ကြားဖြတ်ရေးကြောင့် KBN နဲ့ MOBINE တို့မှာ တော်လှန်ရေးအခင်းချင်းပုံစံပြောင်းလဲသွားနိုင်တယ်လို့ဝါရီတရင်သောတူကပြောပါတယ်အဲ့ဒါအခုကအမေရိကန်ကတို့တို့ကိုဖမ်းမယ်ဆိုပြီးတော့ကြည့်ရတာတို့ကကြိုပြီးတော့တိထားတဲ့ပုံစံပဲရှိတယ်။အဲဆိုလိုတာအခုကတော့ဒီ KPA နဲ့ BGI ကြတော့မြောက်အွန်လိုင်းကိုထိုင်ကြတော့ရမယ့်အနေထားရှိတယ်ပေါ့နော်။ဒါကဘာဖြစ်လို့လို့ဆိုတော့ဟိုလူကိုလည်းတော့ချင်းကားလို့ရှိတယ်တေးဆိုလိုတာဖမ်းမှာ၊ငါကိုဖမ်းမှာ၊တယောက်ကိုတော့ချင်းကားလို့ရှိတယ်တယောက်ကလည်းဖမ်းမှာ။ထိုင်ကိုချင်းကားလို့ရှိရင်ထိုင်ကဖမ်းမှာ။နောက်ဆုံး KNU ကိုတော့ချင်းကားလို့ရှိရင် ်ခရင်ယူတော့မှအခုကနည်းနည်းနာမည်ယူတာလားပါလားမသိဘူးတွေ့လားဟိုတနေ့ကလက်မင်းလက်ပါမှာဖမ်းမိတဲ့ဟာကိုတဲ့တက်တေအနေနဲ့ဟိုမှာသတင်းမီဒီယာထဲမှာပြောပြလာပြီဒါတက်တေအနေနဲ့ဆိုတာကသူအမေရိကန်နဲ့ပေါင်းပြီးတော့အဲ့ဒီကြားဖြတ်ရုံးထဲမှာရှိနေတဲ့ပျက်စီးကိုသူကပြရမှာပေါ့ပြရမယ်ဆိုတော့တကယ်လိန်နေပေါ်လို့ရှိရင်တော့ TKP ကပို့ပြီးတော့အကြက်ကန်လို့ရတာပေါ့ online ငွေလိုင်းကိုင်းကြဖြတ်လုပ်ငန်းကိုကြောင်းပြုတ်ပြီးတယောက်အနေနဲ့စစ်အုပ်စုအပါဝင်တိုင်းဒါလက်နက်ကိုင်များကိုမိစတဲ့ဖက်ရေမှုတ်တဲ့ဖက်တာတမန်ရေးကြည့်တောင်းနေတယ်လို့ နိုင်ငံရေးအတိုင်းဝိုင်းကြတောင်းတနေကြတာရှိပါတယ်ထို့သူတယောက်နဲ့အမေရိကန်တို့အပြိုင်မှုကလည်းစစ်အုပ်စုအပါဝင်တိုင်းရင်းသားနဲ့နိုင်ငံဖွဲ့စည်းအချို့ဟာသူတို့အကျိုးမြတ်အများပြားရရှိနေတဲ့ကြားဖြတ်လုပ်ငန်းတွေကို သူတို့ကိုယ်တိုင်ပြန်လည်ပြီးဖန်စီပြနေကြတယ်လို့နိုင်ငံရေးသမားတွေကဝေဖန်ပြောဆိုနေကြပါတယ်ခင်ဗျာ